明白、啊、吧？ ဆန္ဒတရင်ထဏာရဲ့တပတ်တွင်တရင်သုံးသက်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါရယ်ဒီအစီအစဉ်ကိုတော့ကျွန်တော်အောင်ပြင်းနေအတူကျမရနာတို့ကတင်ဆက်ပေးမှာပါဒီတပတ်မှာရောဘလို့တရင်ကြောင်းရည်တွေကိုတင်ဆက်ဖို့ရွေးချယ်ထားလဲဆိုတာပြပြောပေးပါဦးဒီတပတ်အတွက်ရွေးချယ်ထားတာတွေကတော့2008ခြေဥပြင်ဖို့မပြောဘဲနဲ့ဆွေးနွေးပွဲလုပ်ရင်ခတ်နိုင်တယ်ဆိုတဲ့အကြောင်းနဲ့ဆွေးနွေးရေးကိုဥတီချက်ကောင်းစဉ်တစ်ခုတည်းနဲ့သွားလို့မရဘူးဆိုတဲ့အကြောင်းတွေကိုဆွေးနွေးဖို့ရွေးချယ်ထားပါတယ်အရင်ဆုံးအနေနဲ့ဒီ2008ခြေဥပြင်ဖို့မပြောဘဲနဲ့ဆွေးနွေးပွဲလုပ်ရင်ခတ်နိုင်တယ်ဆိုတဲ့အကြောင်းကိုဆွေးနွေးချင်ပါတယ်တွေ့ဆုံဆွေးနွေးပွဲမှာအားလုံးပါဝင်နိုင်ဖို့အတွက် ောင်းရှက်ချေဥကိုပြင်ဖို့ပေါ့လေဒါမှမဟုတ်အစ်တရေးဆွဲဖို့စတဲ့စကားမျိုးတွေမပြောဘဲနဲ့ဆွေးနွေးပွဲလုပ်ရင်ခတ်နိုင်တယ်ဆိုတဲ့အပေါ်မှာစီးနေနိုင်ငံရဲ့ကိစ္စတွေကြောင့်ဘလို့တုံးသက်ယူဆချက်တွေရှိနေကြတယ်။ဟုတ်ကဲ့ပါဒီအားလုံးပါဝင်နိုင်အောင်ဆိုလို့ရှိရင်တော့အားလုံးကြားကျင်တဲ့စကားပြောရမှာပေါ့လေအားလုံးကြားကျင်တဲ့စကားကတော့ဒီရွေးကောက်ပွဲဟာ2008ကိုဆက်ပြီးတော့မှပြွေးပွဲထားဖို့မဟုတ်ဘူးဒီ2008ချေဥကိုပြင်ကျင်နေဆိုရင်လည်းပြင်လို့ရအောင်ဒါမှမဟုတ်အစ်တဆွဲကျင်တယ်ဆိုရင်လည်းဆွဲလို့ရအောင်စတဲ့ဟာမျိုးပေါ့ ီနောက်တစ်ခုကတော့အ ਨੇ ဆုံးက2008တဲကပုံမှန်6စာလုံးဒီတက်မတော်ကနေပြီးတော့မှဥဆောင်သွားမယ်ဆိုတာတွေပေါ့ဒါတွေဖြုတ်ဖို့အ ਨੇ ဆုံးပြောဖို့လိုမှာပေါ့လေဒါတွေကိုမပြောဘဲနဲ့တော့ဆွေးနွေးပွဲလုပ်မယ်ဆိုရင်ခတ်မယ်ဒီအရင်နှောင်းကဆိုလို့ရှိရင်ဥသိမ့်စင်ရောဥနုလက်ထက်တုံးကဆိုလို့ရှိရင်ခွဲထက်ရေးကလွဲပြီးတော့ကြံတာအားလုံးဆွေးနွေးနိုင်တယ်ဆိုတဲ့ဟာမျိုးပေါ့လေဒါကလည်းကောင်းတဲ့အချက်တစ်ခုပဲဆိုပြီးတော့ပြောဆိုမှုတွေရှိပါတယ်ဒီပြီးခဲ့တဲ့2023ခုနှစ်ကလည်းငင်းငယ်ညီလာခံတရက်ကိုကျင်းပနိုင်မှုအတွက်ကို NSPNC နဲ့ NC လက်မှတ်ရေးထိုးထားတဲ့ EU အဖွဲ့အစည်းတွေတွဲဆောင်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါသေးတယ်ဒီ NC အရာညီလာခံကျင်းပမယ် ဆိုရင် NCA မထိုးထားတဲ့အတိုင်းအတာလက်နက်ကိုင်အဖွဲ့အစည်းတွေကပါဝင်ဆွေးနွေးနိုင်မှာမဟုတ်ဘူးဆိုတဲ့အတွက်ကြောင့်ဒီ NCA ထက်ကျော်လွန်စဉ်းစားပြီးတော့ကျင်းပနိုင်တယ်ဆိုပြီးတော့လည်းတုံ့တက်မှုတွေရှိနေတာပါ။ အခုမြန်မာနိုင်ငံမှာကပြည်တွင်းပဋိပက္ခကသွားမှတ်မသိပဲသွားနေတာဆိုရင်နှစ်ပေါင်း80နေပါလောက်တောင်ရောက်ခံနေပြီပေါ့လေပြီးတော့ရုရှားတို့ဘယ်လာရုစ်တို့အပြင်မှာလည်းဗိုလ်ချုပ်မှူးကြီးကရွေးကောက်ပွဲကိုဘယ်တော့လုပ်မယ်ဆိုတာကိုအတိအကျပြောထားပြီးဖြစ်တယ်အဲ့လိုပြောလိုက်တဲ့နောက်ပိုင်းမှာအခု match လာဆိုရင်အနည်းဆုံးနောက်6လလောက်ပေါ့လေပြင်းထန်တစ်ခုရှိတယ်လို့ခန့်မှန်းလို့ရတယ်ဆိုပြီးတော့တုံ့တက်တိုင်းတွေ့ရပါတယ်ရွေးကောက်ပွဲကြီးမှာလည်းအလုံးပါဝင်နိုင်အောင်အလုံးလက်ခံတဲ့အခင်းချင်းဖြစ်ဖို့ကတော့ရွေးကောက်ပွဲမတိုင်ခင်မှာတွဲဆော်ဆွေးနွေးမှုတစ်ခုလိုအပ်တယ်ဆိုပြီးတော့တုံ့တက်တာရှိပါတယ်ဒါကြောင့်ပဲနတ်ဆက်ကကာကွယ်ရေးနဲ့လုံခြုံရေး ်ကောင်စီကိုမလွဲအပ်ခင်အချိန်ထိမှာလက်နက်ကင်အဖွဲ့အစည်းအားလုံးကိုပါဝင်နိုင်အောင်လို့ဖိတ်ခေါ်ပြီးမှာပဲငြိမ်းချမ်းရေးညီလာခံတစ်ခုလုပ်ဖို့လိုအပ်တယ်ဆိုပြီးတော့ထောက်ပြရရှိပါတယ်။အဲ့ဒီမှာ NCA ထိုးထားလက်နက်ကင်အဖွဲ့အစည်းတို့မထိုးထားသေးတဲ့အဖွဲ့အစည်းတွေရောအပါဝင်အောင်လို့ဖိတ်ခေါ်ဖို့လိုတယ်ဆိုပြီးတော့တုံ့တက်မှုတွေလည်းတွေ့ရပါတယ်။နောက်ဆက်ကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမေအောင်လိုင်ကတော့ရွေးကောက်ပွဲကိုမဖြစ်မနေကျင်းပသွားမှာဖြစ်တဲ့အတွက်ကြောင့်ပဲရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးပြည်သူ့နဲ့အစိုးရ ူးပေါင်းဆောင်ရွက်ဖို့လိုအပ်တယ်ဆိုပြီးလည်းပြောကြားထားရှိပါတယ်။ဟုတ်ကဲ့ပါ။နောက်ထပ်အကြောင်းအရာတစ်ခုဖြစ်တဲ့ဒီဆွေးနွေးရေးကိုဥတီကြီးကောင်းစဉ်တစ်ခုတည်းနဲ့တွားလို့မရဘူးဆိုတဲ့အကြောင်းကိုဆက်ပြီးတော့ဆွေးနွေးခြင်းပါတယ်။ဟိုသူကဘယ်ကောင်းစဉ်နဲ့တွားမလဲပေါ့လေ။ငင်းငယ်လေးလမ်းကြောင်းနဲ့တွားမှလားပေါ့။ဒီလက်ရှိဖြစ်ပျက်နေတာကိုကြည့်လိုက်မယ်ဆိုရင် NUG တို့ PDF တို့ပေါ်တယ်ဆိုတာကဒီရွေးကောက်ပွဲကနေအာဏာထိန်းတာကိုမတရားလုပ်တယ်ဆိုပြီးတော့အဲ့ဒီကောင်းစဉ်အောက်ကတွားတာဖြစ်တယ်။တကယ်တမ်းအပြင်ကတွားနေတဲ့ EU တွေလမ်းကြောင်းနဲ့သူတို့လမ်းကြောင်းတူသလားဆိုတော့ဒီနိုင်ငံအရေးအတွက်ကြည့်ရင်တော့မတူဘူးပေါ့လေ။ကောင်းစဉ်ကကွဲနေတယ်။ဘသူကဘယ်ကောင်းစဉ်နဲ့ဆွေးနွေးမလဲဆိုတာတော့အဲ့ဒါက ဒီတက်ဆိုင်ရာအဖွဲ့ဒီပေါ်မှာပဲမူတည်တာပေါ့လေတကယ်တမ်းကျတော့ခေါင်းစဉ်တစ်ခုအောက်ထဲမှာပေါ့ဒီအပြစ်ခက်ရယ်စဲရေးဆိုတဲ့ခေါင်းစဉ်တစ်ခုအောက်ထဲမှာဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ဒီအပြစ်ခက်ရယ်စဲရေးနောက်ပိုင်းဘာလို့ဘလို့လိုအပ်တယ်ဆိုတာညှိနှိုင်းတဲ့အပိုင်းကြရင်တော့ခေါင်းစဉ်တွေကကွဲမှာပေါ့လေအဲ့ဒါကတော့နည်းနည်းပို့ပြီးတော့ရှုပ်ထွေးလာမှာဖြစ်တယ်ဒီဥတီကျတစ်ခုခေါင်းစဉ်တစ်ခုတဲ့အောက်ကနေတွားလို့မရနိုင်တော့ဘူးပေါ့လေဒီအဖွဲ့တစ်ဖွဲ့ချင်းစီမှာသူတို့ရဲ့လူလားချက်တစ်ခုစီဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါတွေကိုတေချာဆင်းနေညှိနှိုင်းဖို့အတွက်တီးတန့်ဆွေးနွေးပွဲလိုမျိုးလိုလိမ့်မယ်ဆိုပြီးတော့လည်းပြောဆိုမှုတွေရှိပါတယ် ။မလို့ဆယ်နိုင်ငံမှာကစီးရီးပောင်ကအရန်ကိုကျေပြန့်နေတော့နိုင်ငံရေးလို့ပြောနေတဲ့ဒီနိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲပဲပြောပြောပေါ့ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲပဲပြောပြောဒါတွေကမရှိသလောက်ကျင်းမြောင်းနေတဲ့ကာလတစ်ခု ဖြစ်နေတယ်ပေါ့လေစီးရေးပေါင်ကကျဲနေတော့နိုင်ငံရေးပေါင်ကကျင်းရမယ်ဆိုတာကတော့မလဲမသိရေဆန်ရမယ်အရာတစ်ခုဖြစ်တယ်အဲ့ဒါကလည်းတဘာဝကြရဲဆိုပြီးတုံ့တက်တာတွေလည်းရှိပါတယ်ဆိုလိုချင်တာကတော့နိုင်ငံရေးကိစ္စရဲ့နဲ့ပဲဖြစ်ဖြစ်ငင်းချင်ရေးကိစ္စရဲ့နဲ့ပဲဖြစ်ဖြစ်စီးရေးပေါင်ကျပြန်ပြီးတော့တနိုင်ငံလုံးမတည်မငြိမ်ဖြစ်နေတဲ့ကာလတစ်ခုအောက်မှာတော့နိုင်ငံရေးဆွေးနွေးပွဲတို့ဒီငင်းချင်ရေးဆွေးနွေးပွဲတို့ကတော့မရှိသလောက်နေပါတယ်ကျင်းမြောင်းတဲ့ကာလဖြစ်တယ်ဆိုပြီးတော့ပြောဆိုရတယ်လည်းတွေ့ရပါတယ်ကောင်းပါပြီရှင်ဒီဒီပတ်တော့ဆွေးနွေးခဲ့တဲ့တဲ့င်းကြောင့်တွေကလည်းစုံသလောက်ဖြစ်သွားပြီဆိုတော့ကျမတို့အစီအစဉ်ကိုဒီလောက်နဲ့ပဲရှင်းသားလိုက်ကြရအောင်လေအခုဆွေးနွေးဒီစ က်ပေးခဲ့တာကတော့ CNN တရင်ထဏာရဲ့တပတ်တွင်းတရင်သုံးသက်ချက်အစီအစဉ်ပဲဖြစ်ပါတယ်။ကြည့်ရှုရပေးသူများအားလုံးစိတ်ချမ်းသာကိုကြမ်းပါကြပါသည်ခင်ဗျာ။